ဒီနေ့မှာမွေးဖွားတဲ့လူတွေအားလုံးကစက်တင်ဘာ25ရက်ကနေအောက်တိုဘာ25ရက်တွင်မှာဆိုရင်ဒီနေ့မှာမွေးဖွားတဲ့ကလေးတွေဒါမှမဟုတ်ကိုယ်မွေးတဲ့ကိကိုခွင်းနဲ့စားပြီးတိတ်ကျွန်းတဲ့လူတွေကလုံငန်းအစ်တတခုလောက်ရင်တော့လကောင်းအရေးကြီးတဲ့ဆုံးဖြတ်ချက်လောက်ရင်တော့လကောင်းအရေးကြီးတဲ့စာရွက်စာနယ်တီထုံလို့အောင်မြင်မှုရတဲ့တရားရရင်တော့အောင်မြင်တာသူတည်းကံကောင်းတဲ့ဖြစ်လိုက်တယ်ဖော်လိုက်တယ်ဒါဒီတစ်နှစ်တည်းအတွက်မဟုတ်ဘူးတသက်လုံးတည်းသူကံကောင်းနေတာဂျုံလား 26ကနေဇွန်လ25ရက်မှဆိုရင်ဒီတနှစ်ထဲမှာလူတိုင်းလူတိုင်းမလုတ်တင်အလုတ်တင်မလုတ်တင်ဘူးလုံလိုက်ကြတယ်သူကချက်သွင်းသွားတာမျိုးပြုတ်သွားတာမျိုးဂျုံရတတ်တယ်အဲ့ဒီချိန်မှာကိုမိုးတက်ကေမှာပေါ့နော်ဒီလိုပဲတင့်ချင်းပြီးအဲ့ဒါလုတ်တဲ့နှစ်တက်ထက်သေးကြရင်သူနှစ်ခါပြန်မှန်းလာပေါ့နှစ်ခါဆုံးရှုံးမှုတွေဖြစ်တာပေါ့လုတ်တဲ့အလိုက်လေအောင်မြင်မှုရမယ် ကိုတို့က90ရာခိုင်လုံးတက်ထိုင်နေကျန်တဲ့90ရာခိုင်လုံးသူတို့အတွက်စူးစမ်းမှုပါပဲသမီးနော်တောက်ကြသားသမီးကတော့ဒီနေ့ထက်မှခီးတွေသွားမယ်ကွာအဲ့တော့သွားတဲ့ခီးကသူ့အတွက်လည်းကံကောင်းတယ်အိမ်အောင်ပြုဖို့ကြံရထားတဲ့တောက်ကြသားသမီးတွေဆိုအိမ်အောင်ဘက်ကောင်းကြတတ်တယ်ဒီနေ့ထက်မှ2000နဲ့က April 19ရက်2020 April တွင်းမှာဟော1989ခုနှစ်မှာအိမ်အောင်ပြုမယ်ဆိုရင်တောက်ကြသားတွေကဇနီးကောင်း မိမကောင်ရတတ်တယ်ပြောတာပေါ့နော်ဒီလိုရတာမျိုးမတော့သေးချာအဲ့ဒီမှာရတတ်တယ်ခီးသွားရင်ကောင်းတယ်ဟိုတယ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဗမာပြည်မှာတိုးတက်စီပင်မယ်တင်တဲ့ထက်မှာရေချောင်းနဲ့ပတ်သက်တဲ့ဥစ္စာတွေတို့အောင်မြင်မှုလာတတ်တယ်လမ်းခီးတွေထွက်လာတတ်တယ်သူမြေအာစနေသားတွေကန်ကောင်းမယ်တခါလေလုံလုံကျူးပြောဆိုမို့မိုးတက်မီးရှို့ရင်တော့ကောင်းတယ်လို့ပြောတာနော်အဲ့လောက်ဒီသူကလုပ်ငန်းတွေလည်းအောင်မြင်မှုရတတ်တယ်တိုးတက်မှုရတတ်တယ်အင်္ဂါသားသမီးတွေကတော့စီးပွားတက်မယ် လုပ်ငန်းတက်လို့ရတဲ့တဲ့အဲ့လုပ်တဲ့လုပ်ငန်းအောင်မြင်မှုရမယ်။ကျွန်တော်တို့ကတော့ဒီနှစ်ထက်မှနည်းနည်းလေးညံ့တဲ့တဲ့အစားအုပ်တွေစောက်လုပ်တဲ့နဲ့ပတ်သက်ပြီးကိုတို့တွေလည်းလည်းခုချက်ချောမှုမဖြစ်ဘူးပေါ့သမီးရဲ့အဲ့အဲ့လိုအိမ်လေးတွေပြုတ်ချတာဘာမျိုးပြုတ်ချတာမျိုးအိမ်ဝဲရောင်းလုံမယ်ဆိုတဲ့ဥစ္စာတွေကနည်းနည်းထစ်တက်တယ်ဖြစ်ပြီးကိုလိုချင်သလောက်တည်းမရအောင်ဈေးမရတတ်ဘူးအိမ်နဲ့ပတ်သက်တဲ့အရွယ်တနည်းလူတာသမီးတွေနောက်ပြီးဒီနေ့ထမ်းမှာ နင်းတဲ့တိထားမှာကျမ်းမာကြီးပဲအနေနာသာသမီးတွေကဒီနေ့တော့မှလှုပ်သမျှလုံးဟာဟိုဘယ်လိုပြောမလဲနင်းနေနဲ့နှစ်ခါနှစ်ခါပြန်လှုပ်ရတယ်ပြောသမျှလုံးကတော့ तू မအောင်မြင်ဘူးမအောင်မြင်ဘူးအဲ့တော့ तू လည်းအဲ့ဒါကြောင့်ညောင်ပင်လေးတွေညောင်ကန်းထိုက်ပေးလို့နော်နှစ်ခါနှစ်ခါပြန်လှုပ်တာတစ်ခါဖျားမှတွားပြီးတော့တို့တို့ဗီရင်ပညာနေနဲ့လင်းနေတာစာနာတွေပြည့်စင်ခြင်းအာဟာရဌာနလှူခံရတယ် အဟထုနဲ့လူဆိုလမ်းမှာသွားရင်းနဲ့ဟောဘုရားမောင်းသွားလို့ရှိရင်ကိုလိုဘုရားမှာပဲအဲ့လည်းလုတ်ပြောတွေ့တဲ့လူတွေပေါ့နော်အရေးလေးနဲ့ဖက်ဒိမောရေးလေးတပူးနဲ့ကိမ့်မုတ်လေးတစ်ချက်အလဖိလေးတစ်ခွက်နဲ့နော်ပမုတ်လေးတစ်ချက်စားပါရှင်ဆိုလိုက်ပြေးလိုက်တယ်သူတို့အော်ကျောင်းမှာချမ်းသာပါစေလို့သူတို့ဆုတောင်းတယ်အဲ့ဆုတောင်းတာကိုခံယူတာတခါကိုယ့်ရင်ထဲကဆာနာကိုနေကြသွားပြီသွားပါစေကိုဘာစာမွဲဖြစ်မလို့အဲ့စာမွဲအောင်ပြီးမှကိုယ့်ရင်ထဲကဆုတောင်းရင်ဆုတောင်းပြည့်တယ်လို့ပြောပါတယ်တမီးနော် တော့တို့ဗမာပြည်သားတွေယင်းရဆန္ဒကြီးပြင်အစာရအာဟာရလှူဒန်းပေးပါလို့နော်ဘုဒ္ဓဘုရားသမီးလည်းကြမ်းမိုက်ညံ့တဲ့တည်းဘာလည်းဖြစ်မလဲဆိုအဲ့အလုံးအကျိတ်ခဲမင်းကလေးလို့ဆိုရင်ဟိုမြို့သစ်သားပေါ့နော်တအိမ်နေမှာအလုံးအထိဖြစ်တာမျိုးနော်သွေးသားနဲ့ပတ်သက်တာတွေဖြစ်တာမျိုးယောက်ျားလေးတွေဆိုရန်နာပေါက်တာမျိုးမတော်တဲ့ဆရှင်နဲ့ပတ်သက်ပြီးထိခိုက်ထန်ရတာမျိုးလက်ဒီပိုင်သူများအိမ်မှာတယောက်ကမြတ်သူအမေ ဟာကျွန်တော်မိဒီတငချင်းရေကျွန်တော်မိရေချိုးကားမှာချော်လဲလို့ရက်ချိုးသွားတယ်ပြောတယောက်ကပြောလဲအဲ့တယောက်ကကြားလဲအဲ့တယောက်ကပြဿနာတက်တော့မယ်အချိန်မီနမိတ်တွေအဲ့လိုပြတ်တက်တာပေါ့ကာနာဒါမှာယက်နေတယ်ဘီးစ်မှာယက်နေတယ်သူကရေချောက်တက်တယ်မစိမ်ဟုတ်ပြီဖလားရလို့လုတ်ပေါက်လို့ရေထဲပါသွားနိုင်တဲ့အချိန်နေဒီအချိန်နေရှင်နဲ့ပတ်သက်ပြီးအခုလုံးသတိထားရေတောင်းအောင်တိတတ်တယ်ကွာဇာတာဘေးကတော့ကျင်းထဲမှာလူနေနေတော့မုန်းတယ်ကွာဒါပြဿနာတော့ရတယ်ကွာ ဘာလို့အဓိပ္ပာယ်ဆိုတော့ तू ကအတန်ဟိုကမာတယ်လေတန်လည်းမာတယ် तू ပြောလို့ခွင့်ရှင်ဖြစ်ချင်တဲ့ဥစ္စာကို तू ကချက်ချင်းပြောလိုက်တာမျိုးနော်ပြောရတဲ့နည်းနည်းပတ်ဝန်းကျင်နဲ့ conflict နည်းနည်းထိတ်တိုက်တော့တွေ့တတ်တယ်သိပြီးရောကောင်းတယ်လို့တော့မကြောဘူးဒါပေမဲ့အဲ့ဒီမှာရောက်နေတဲ့ဂျိုဟာပေါ့အခုဂျိုရဲဆိုတာဘာဂျိုလဲချက်သားပရိဂျိုနှစ်ကိုကအဲ့ဒီပြိဘွားတွေဆိုနည်းနည်းတတိဟာသူ့အတွက်ဆိုသူအကုန်လုံးဖြစ်တယ်ဘယ်ဖာမလဲဆို သူ့တက်ကားဝယ်ပေးခြင်း၊ကွယ်ပြတိုက်ပြခြင်းတိုက်ဖြစ်တဲ့အကုန်လုံးအဆင်ပြေတတ်တယ်။နော်။သူတွေ့ဆိုအဆင်ပြေတယ်။ဒါပေမဲ့သူဟာမိသားစုကိုတိတ်မကြည့်ဘူး။သူဟိုရုပ်ရှင်ထဲမှာမိမမဟာအမေရိဖေးရတခါသူ့ကျိုးမွေးပြုစုပြပြုစုထိုးတာကြီးလာလို့ရှင်။အာဆီယံဝင်ဖြစ်စစ်ဘိုးတွေဖြစ်ဆိုလို့ရှိရင်မိမကိုပြန်မကြည့်တဲ့အချိန်မှာသူကပါနေတယ်။အဲ့လိုလိုဟာပြောနော်မိသားစုနဲ့ပတ်သက်ပြီးနည်းနည်းဝေးရတယ်။သူလိုချင်တာသူရအောင်လုပ်တတ်တယ်။ တစုထိုးလုတ်တက်တဲ့စိတ်လေးရှိတဲ့အတွက်ဒီနေ့ထမအဲ့စိတ်လေးကိုနည်းနည်းဖြည့်ပြီးနော်လိုအပ်တာလေးဖြူပြင်းလောက်မဲ့ဆိုရင်ကြာပြီးသားနေအစ်ကောင်းတာပေါ့ဒါကမူလကောင်းပြီးသားနေရနော်ကောင်းပြီးသားနေအောင်ထပ်ပြီးကောင်းမယ်ဆိုရင် plus 2 plus 2 plus ဒီအများကြီးရသွားမှာပါသမီးရေနော်ကံကောင်းသွားမှာပါကြာပြီးသားသမီးတွေလည်းအဲ့ဒီမှာတချမ်းစာရကောင်းတာကဒီနှစ်ထက်မှာအဲတတိထားမှာမိုးရေလေးတွေတတိထားပါ ရွှေတတိထားပါဗုဒ္ဓသာသမီးရေတတိထားပါတလုံးနေတတိထားပါဆိုရတဲ့အရာတွေဒါတော့ပါပိတာနော်အဲ့မှာကုံစီတွေနဲ့ဆိုဒီနှစ်ကဆန်စပါးတွေပို့တုပ်တက်ပါလိမ့်မယ်စီနဲ့ပတ်သက်တဲ့ထုတ်လုပ်မှုတွေအောင်မြင်မှုလာချက်တွေနိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပွင့်လာတဲ့ဒုစရာကုံစီတွေနိုင်ငံခြားပို့လို့ရတယ်နိုင်ငံခြားပစ္စည်းတွေဒုစီဝင်လာမယ်နိုင်ငံခြားအကူအညီအများဆုံးပေးရတဲ့ဂျုံနိုင်တယ်သူတို့အန္တရာယ်ရှိတဲ့ လေးစားမျိုးမဟုတ်ဖက်နဲ့ကျိုးတွေကိုစေတနာနဲ့ဖြစ်တဲ့နော်ပတနာနေနဲ့သူ့ပြသူ့လိုအများကြီးအခွင့်အလမ်းကြီးအများကြီးရနိုင်ပါတယ်။ငါကြားသွားမဲ့လူတွေအဆင်ပြေနိုင်ပါတယ်ခလေးဘယ်လိုနေသားမျိုးမဆိုဟိုတုန်းကတွင်တွင်ကတော့နည်းနည်းလေးကတိကတိဖြစ်ပြီးမှသွားရမယ်ကြုံရတတ်တာပေါ့တို့ဗမာပြည်နော်ကတ်ဆိုင်နေတာမဟုတ်ဘူးတဘောကပြီးတယ်မတင့်လို့တာနော်နော်အချင်းကအများကြီးဖြစ်ပြီးမှတို့တွေတစ်ခါလေးဖြစ်တာ ဒါဟုတ်လဲစိတ်ပြင်းမစရာမရှိဘူးဒါမဲ့ဝမ်းနေစရာတော့ခြုံရတာပေါ့လူတိုင်းရဲ့အဲ့အတွက်ကကိုရုတ်တွေကအကုန်စိတ်ပြင်းမနဲ့မျက်နှာတွေကအကုန်ဒီဘယ်သူမှမလွမ်းဘူးနော်မလန်းဘူးဒီအတွက်တော့တို့တွေကခံစားနေရတာရှိတယ်ဒါပေမဲ့တို့ဗမာပြည်သူတွေကအချိန်တန်ရုံးကမိထလာမဲ့နော်လူသားတွေပဲညနာညနာပိုက်မထားဘူးစိတ်ဆင်းရဲမနေနိုင်ဘူးနော်စူးစားတယ်အာထုံမှုတွေနဲ့မြန်မာပြည်ကြီးက ြန်လည်လန်းဆန်းပြီးကမ္ဘာအလယ်မှာဝင့်ထည့်မဲ့မြန်မာနိုင်ငံအဖြစ်နော်အုပ်ချုပ်သူခေါင်းတွေလိုက်နာတဲ့နော်မြန်မာပြည်သူတွေရတယ်အားလုံးစီစီလုံးလုံးဆောင်ရွက်မဲ့ဆိုရင်မကြခင်မဲ့တို့မြန်မာနိုင်ငံကြီးဟာကမ္ဘာအလယ်မှာဝင့်ထည့်ကျော်ဝါစာနေနိုင်မဲ့မြန်မာနိုင်ငံကြီးဖြစ်ပါတယ်တမီးတို့ရေနော်